အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးကတော့လူတွေကိုအမဲလိုက်တဲ့မုံဆိုးတရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းလည်းမစတဲ့ငယ်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရေလောက်သွားပြီးအတက်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရခိုင်ကြပါတယ်ဟုတ်ကဲ့အကြောင်းလည်းစတင်လိုက်အောင်မြို့ကသူရင်တယောက်သူ့ရဲ့သမီးကိုခေါ်ဆောင်ပြီးတော့ရွာတရွာကိုပြန်လာခဲ့ပါတယ် အခုချိန်မှာသူ့ရဲ့မိဘများကကွယ်လွန်သွားကြပြီးတော့သူ့ရဲ့ဇနီးတွေကလည်းပြီးခဲ့တဲ့နှစ်ကပဲကွယ်လွန်သွားခဲ့ပါလေ။ဒါကြောင့်သူကအဖေတစ်ခုသမီးတစ်ခုပဲဖြစ်နေပါတော့တယ်။သူရင်းရဲ့အိမ်ကရွာလမ်းမဘေးမှာတရှိပြီးတော့လူများသွားလာရင်အမြင်မြင်တွေ့ရပါတယ်။တညမှာတော့၆ချားဖွဲ့ရာဖြစ်ဖြစ်တခုဖြစ်ပွားခဲ့ပါလေ။တကောင်ရံမှာတရွာလုံးရှိခွေးများကဥနေတဲ့အတွက်ကြောင့်သူရင်းကပရင်ပေါက်ကိုဖွင့်ပြီးကြည့်ခဲ့ပါလေ။သူကတခိုးများရှိနေပြီကိုစိုးရိမ်တဲ့အတွက်ကြောင့်မှာ ဒါပေမဲ့သူမြင်လိုက်ရတာကတော့အမျိုးသားနဲ့အမျိုးသမီးစုံတွေတွေကရွာလမ်းမအတိုင်းလက်တွဲပြီးရှောက်လာနေခြင်းဖြစ်ပါတယ်။ထူးဆန်းတာကတော့အမျိုးသားက ရှေးခေတ်လူများကဲ့သို့ဝတ်ဆင်ထားပြီးတော့ခန္ဓာကိုယ်ထွားကျိုင်းပြီးတော့အသားညိုပါတယ်။အမျိုးသမီးကတော့ရွာထဲကမိန်းကလေးဖြစ်ပြီးတော့သူနဲ့လည်းတည်ကျွမ်းပါတယ်။အစပိုင်းမှာသူတို့နှစ်ယောက်ကချစ်သူများဖြစ်ပြီးတော့တခြားရွာတွေရွာကိုဖျားပွဲသွားခြင်းဖြစ်မိလို့ထင်ခဲ့တဲ့တော့ကြောင့်အေးမဆိုင်ခဲ့ပါဘူး။ မနက်ကိုရောက်တဲ့ခါမှာတော့ညကသူမြင်ခဲ့ရတယ်ရွာထဲကမိန်းကလေးကတေဆုံသွားသည်ဆိုတဲ့သတင်းထွက်လာပါတယ်။သူမရဲ့တေဆုံပုံကရိုးရိုးလေးအိပ်ပျော်သွားခြင်းဖြစ်ပါတယ်။အေးရင်နဲ့တေဆုံခြင်းကအမျိုးသားများမှာပဲအဖြစ်များပြီးတော့အမျိုးသမီးများမှာတော့ရှားပါပါတယ်။အဖြစ်ပြများကိုစုံစမ်းတဲ့ခါမှာတော့အဲ့ဒီမိန်းကလေးကညတနာရီဝင်းကျင်မှာတေဆုံခဲ့ရတယ်လို့သိရပါတယ်။ဒါပေမဲ့သူမြင်ခဲ့ရတာကတော့ညနှစ်နာရီဝင်းကျင်မှာအဲ့ဒီမိန်းကလေးကလျှို့ဝှက်စမ်းကြတဲ့အမျိုးသားနဲ့အတူလမ်းလျှောက်သွားနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်သူကရွာသားများကိုအဲ့ဒီအကြောင်းကိုပြောပြခဲ့ပါတယ်။ရွာသားများကလည်းနှစ်ပေါင်းများစွာပျောက်ကွယ်နေတယ်။ဘုတ်ဆိုးတဆေပြန်လဲနှောက်ရက်နေပြီလို့ထင်ပြီးတော့ကြောက်ရွံ့နေကြပါတော့တယ်။တပတ်ပြည့်မပြည့်သေးတဲ့အချိန်မှာပဲရွာထဲမှာရှိတဲ့အပျိုကြီးတူဦးကလည်းအိပ်ပျော်နေရင်းနဲ့တိတ်ဆုံးခဲ့ပြန်ပါတယ်။ဒီအဖြစ်ပြက်ကရွာသားများကိုအလွန်ပင်ကြောက်လန့်စေခဲ့ပါတယ်။ရွာသားတွေကဖုန်ကြီးများကိုပင့်ဖိတ်ပြီးတော့အလှူဒဏ်များပြုလုပ်ပြီးတော့ဝိညာဉ်များကိုတဆေတရေများကိုအမျှပေးဝေခဲ့ပါတယ်။ ဲ့ဒီခါကျမှရွာသားတွေကလည်းအနေငယ်စိတ်သက်သာရရခဲ့ပါတယ်။ဒါပေမဲ့သူရင်ကတော့တမီဖြစ်သူတို့အတွက်စိတ်မသက်မသာဖြစ်နေပါတယ်။တညာသောလာပြည့်ညမှာတော့ညတကောင်ရံမှာသူရင်ကထပ်မံပြီးတော့နိုးလာခဲ့ပါတယ်။ခွေများကတရွာလုံးမှာရှိတဲ့လမ်းကြားတိုင်းလမ်းတိုင်းမှာဥနေပါတယ်။အထူးသဖြင့်သူ့ရဲ့အိမ်ရှိမှာရှိတဲ့ခွေအုပ်ကြီးကတော့ရှောက်ဥနေတာကိုသူသတိထားမိပါတယ်။သူရင်ကပရင်းပေါက်ကိုအနေငယ်ဖွင့်ကြည့်လိုက်တဲ့ခါမှာတော့ လာပြီးညရဲ့အမိန်ဖြောတဲ့အလင်းရောင်အောင်မှာလျှို့ဝှက်ဆန်းကျတဲ့အမျိုးသားကိုထပ်မံမြင်တွေ့ခဲ့ရပါတယ်။သူကအမျိုးသမီးငယ်တူရဲ့လက်ကိုဆွဲကင်ထားပြီးအဲ့ဒီအမျိုးသမီးငယ်ကသူ့ရဲ့တမီးဖြစ်နေပါတယ်။ဖခင်တူရဲ့သားသမီးပေါ်ထားရှိတဲ့စိုးရိမ်ပူပန်စိတ်ကြောင့်သူကဘယ်အရာကိုမှမကြောက်တော့ဘဲအနောက်ကနေလိုက်သွားပါတယ်။ဟေးရဆန်းမင်းငါသမီးကိုဘယ်ခေါ်သွားလို့လဲ။နှွေအဖေစီပြန်လာခဲ့။ရဆန်းမတော်နဲ့တော့လျှို့ဝှက်ဆန်းကျတဲ့အမျိုးသားနဲ့သူ့တမီးနှစ်ယောက်စလုံးကလှဲ့တောင်မကြည့်ကြပါဘူး။အထူးသဖြင့် သူသမီးပါဘလောက်ပဲခေါ်ခေါ်လှဲ့မကြည့်ပါဘူးဒါအပြင်သူတို့နှစ်ဦးစလုံးကအလွန်လှင်မြန်စွာရှောက်သွားကြပါတော့တယ်နောက်ဆုံးမှာတော့လျှော့ဝဆန်းကျဲတဲ့အမျိုးသားက သူသမီးကိုရွာစော်မှာရှိတဲ့တက်သားအင်အိုကြီးတစ်လုံးတည်းကိုခေါ်ဆောင်သွားပါတော့တယ်သူကသူမကိုအဲ့ဒီအိမ်ကအခန်းထဲကိုတကားဖွင့်ပြီးခေါ်ဆောင်သွားလာပါ သူတွေကစိတ်ပူပန်သွားဖြစ်အနောက်ကနေပြေးလိုက်သွားပါတယ်။သူကသူ့သမီးကိုနိုင်မဲ့ခေါ်ပေမဲ့ပြန်ဖြေတန်းကိုမကြားခဲ့ရပါဘူး။သူမရဲ့အရေးကိုတော့မမြင်ရတော့ပါဘူး။အဲ့ဒီချိန်မှာသူ့ရဲ့စိတ်နှလုံးကလည်းကြေကွဲစားပြူလာပါတယ်။ဇနီးတွေကို ဆုံရှုံရယုံသမကသမီးကိုလည်းနတ်ဆိုးလက်ထဲမှာဆုံရှုံရတော့မယ်။နှွေနှွေဘဲမှလည်းသမီးအဖေ့စီကိုထွက်လာခဲ့ပါ။မကြခင်မှာပဲတဆေကောင်ကအခန်းလေမှာပေါ်လာပြီးတော့ရေတံနဲ့အတူ မိုင်မဲတဲ့လူတွေကငါ့လိုဉာဏ်ကောင်းတဲ့စီရီရဲ့တားကောင်းပဲဆိုပြီးပြောပါတယ်။အဲ့ဒီအချိန်မှာလေပြင်းတစ်ချက်တိုက်ခတ်လာပြီးတကားများကလည်းအလိုလျောက်ပိတ်သွားပါတယ်။သူရင်းကတကားကိုတွန်းဖွင့်ရန်ကြိုးစားပေမဲ့အပြင်ဘက်ကတော့ခတ်ထားတဲ့ကဲ့သို့ဖွင့်လို့မရပါဘူး။မင်းငါ့ကိုလှည့်သားလိုက်တာပဲ။မင်းဘာတူလဲငါသမီးကိုဘယ်မှာထားတာလဲ။ငါသမီးကိုခုချက်ချင်းပြန်ပေး။မင်းပြန်လို့ချင်းတော့မင်းရဲ့အတက်နဲ့လဲမရမယ်။မင်းသမီးအတွက်အရာအားလုံးကိုလဲဖို့အစင်းနဲ့လား။တေဖို့တောင်အစင်းနဲ့ဖြစ်လား။ သူရင်ကတော့ငါသမီးကိုဒုံချောင်ထားဖို့ပဲအရေးကြီးရယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။မင်းလို့ဖခင်ကသမီးနဲ့ဇနီးကိုတကယ်ချစ်တာပဲ။မင်းလဲကျင်နေဆိုရင်ဒီမှာတည်ပြီးတော့ငါရဲ့နောက်ဆက်ခံသူမုတ်ဆိုးတစီဖြစ်လာရမယ်။ဘာလဲ?မုတ်ဆိုးတစီဟုတ်လား?အေးမင်းနားကြမလွယ်ဘူး။ငါကမုတ်ဆိုးတစီပဲ။မကြခင်ငါကနောက်ဘဝကိုပြောင်းရတော့မှာ။မင်းကငါအိမ်ကိုစောင့်ရှောက်ပြီးတော့ဒီအိမ်မှာနေပြီးအမျိုးသမီးတွေကိုရှာပေးရမယ်။မင်းလို့တစီကလူတွေကိုတည်တည်ပြီးတော့ဘယ်လိုလုပ်နောက်ဘဝကိုပြောင်းနိုင်မှာလဲ။ မင်းမသိသေးပါဘူးတေသွားတဲ့အမျိုးသမီးတွေကသူတို့တက်တန်းကုန်လို့တေသွားတာဘဲတစေကမှသူတို့ကိုမတက်နိုင်ဘူးသူတို့မှာငါနဲ့ကံကြမ္မာဆက်ဆက်မှုရှိနေတယ်သူတို့ကငါရဲ့ဇနီးဟောင်းတွေဖြစ်မှုကြတယ်သူတို့တေသွားတဲ့အခါမှာသူတို့ရဲ့ဝိညာဉ်တွေကငါ့အိမ်မှာနေဖို့ဆန္ဒရှိကြတယ်အချိန်ခဏလေးပဲဖြစ်ဖြစ်သူတို့ကနေကျင်ကြတယ်ဒါဆိုငါသမီးရောပဲမလဲမင်းသမီးအကြောင်းကိုမကြခင်သိလိမ့်မယ်ခမ်းမရဲ့တိတ်ဆိတ်နေတဲ့မှုတွေကြားထဲမှာ ုတ်ဆိုးတစ်စီရဲ့ပုံရိပ်ကပျောက်ကွယ်သွားပါတော့တယ်။သူရင်းကလည်းစိတ်ပြက်လူနေပါဖြစ်သွားပါတယ်။သူကတကားကိုလှုပ်ကကြည့်ပြီးလူများကိုအော်ဟစ်ကူညီတောင်းပေမဲ့ဘသူမှမကြားပါဘူး။အဲ့ဒီချိန်မှာနက်နက်၄နာရီခန့်ဖြစ်ပြီးမဝေးတဲ့ဖုန်ကြီးချောင်းကနေပြီးတော့ရုပ်ဖတ်တံများတူတူညင်ညင်ကြားလိုက်ရပါတယ်။အဲ့ဒီခါကျမှသူရင်းကသူတစ်ချိန်ကယဟန်ဝက်ခဲ့မှုပြီးဆရာတော်ကဣတိပိတော်ကထာကိုရုတ်ရံသင်ပေးခဲ့ကြောင်းကိုအမှတ်ရလာပါတယ်။သူက ဒီခါထားရဲ့တကူကသူ့ကိုကူကြည့်နိုင်မယ်လို့ယုံကြည်ပါတယ်။အဲဒါကြောင့်သူရင်ကစိတ်ကိုတည်ငြိမ်စေရန်တရားထိုင်ခဲ့ပါတယ်။ပြီးရနဲ့သူကဣတိပိတော်ခါထားကိုဖြည်းဖြည်းချင်းရှင်းရှင်းလင်းလင်းရွတ်ဆိုခဲ့ပါတယ်။ခါထားရွတ်ဆိုပြီးတဲ့အခါမှာတော့အံ့ဩဖွယ်ကောင်းစွာတကားကပွင့်သွားပါတော့တယ်။အပြင်ကတော့ခတ်ထားတဲ့တော့ကလောက်ကချမ်းပြေမော်ကိုဖြုတ်ကျသွားပါတယ်။သူကအံ့အားသိမ့်ပြီးတော့ဝမ်းသာသွားပါတယ်။အဲ့ဒီအိမ်ကနေထွက်လာတဲ့အခါမှာတော့နည်းနည်းလင်းနေပါပြီ။အိမ်ရှိကိုရောက်တော့သူ့ရဲ့သမီးကအိမ်ရှိမှာထိုင်ဆောင်နေတာကိုတွေ့လိုက်ရပါတယ်။ အဖေအဖေဘယ်သွားလဲသမီးလိုက်ရှာနေတာနွေဒါသမီးလားဘယ်မှမသွားဘူးမလားမသွားဘူးအဖေသမီးတညာလုံးအိမ်ထဲမှာအိတ်နေတာပါနိုးလာတော့အဖေကိုမတွေ့လို့လိုက်ရှာနေတာသမီးဖြစ်သူအသက်ရှင်နေနေပြီးဘာမှမဖြစ်ကြောင်းသိရတဲ့အခါမှာတော့အလွန်ဝမ်းသာသွားပါတယ်ဒါပေမဲ့ညာကဖြစ်ခဲ့တဲ့ဖြစ်ပျက်တော့တော့သူကအံ့အားသင့်နေသေးပါပဲအဲ့ဒီချိန်မှာတခြားရွာမှာရှိတဲ့ပယောဂဆရာတူဖြစ်တဲ့ဆရာဆန်းဝမ်းကရွာသားများရဲ့အကြံပြုချက်နဲ့သူရင်းစီကို လာပြီးတော့ ုံဆိုးတဆေကိုမြင်တွေ့ရခြင်းနဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ပါတယ်။သူရင်းကလည်းဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုပြောပြပါတယ်။음မင်းညာကမြင်ခဲ့ရတာမုံဆိုးတဆေကမင်းကိုမြင်စေခြင်းနဲ့အရာတစ်ခုဖြစ်နိုင်တယ်။သူကမင်းသမီးကိုခေါ်သွားတယ်ဆိုပြီးမင်းကိုလှည့်သားပြီးတော့တကယ်တမ်းကတော့မင်းကိုအိမ်ထဲမှာတည်အောင်လုပ်ဖို့ထောင်ချောက်ဆင်ခဲ့တာ။မင်းတည်ဖို့အချိန်မတန်သေးလို့မင်းမှာကုသိုလ်ကောင်းမှုတွေရှိနေသေးလို့ဂါထာရဲ့တကူကြောင့်အိမ်ထဲကနေထွက်လာနိုင်ခဲ့တာဖြစ်ရမယ်။ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆရာ။ သူကမျိုးသမီးဝင်းကျင်လေးကိုလိုချင်တဲ့လောက်ရသွားရင်နောက်ပန်းတိုင်းကသူ့နေရာကိုအစားထိုးဖို့မုံဆိုးတစ်စီနောက်တစ်ယောက်ကိုရှာမှာပဲငါကအိမ်တိုင်းကိုကာကွယ်ဖို့ပိရိတ်ချီတွေလုပ်ပေးမယ်ညဘက်မှာဘာသာကြကြဘယ်မှမသွားနဲ့ဆရာဆန်းဝန်းကဂါထာများနဲ့ပရိတ်ချီများကိုပြုလုပ်ပြီးတော့ပေးလိုက်တော့ရွာသားများကအိမ်များကိုပတ်ပြီးတော့ခြိနှောင်ခဲ့ပါတယ်။ဒါကြောင့်မုတ်ဆိုးတစေကနောက်တစ်ချိန်နှောက်ရက်လို့မရတော့ပါဘူး။ဘလို့ပဲလှည့်စားနေပေမဲ့သူကဘာမှမလုပ်နိုင်တော့ပါဘူး။တစ်ချိန်တည်းမှာပဲ ဆရာဆန်းဝန်းကမုတ်ဆိုးတစီရဲ့အိမ်ဟောင်းဖြစ်တဲ့တစ်သားအိမ်အိုကြီးကိုဖြိုးပြက်ပြီးတော့ဝိညာဉ်ကိုထွက်ခွာသွားစေရန်ဂါထာများရုပ်ဆိုခဲ့ပါတယ်။ဒါပေမဲ့အိမ်ကိုဖြိုဖျက်နေစမှာပဲမမျော်လင့်နဲ့အဖြစ်ပျက်တစ်ခုကဖြစ်ပျက်ခဲ့ပါတယ်။အိမ်ရဲ့တိုင်ကရုတ်တရက်ပြုတ်ကျပြီးဆရာဆန်းဝန်းရဲ့ခေါင်းပေါ်ကိုကျပြီးတော့မေ့မျောသွားပါတော့တယ်။သူနိုးလာတဲ့အခါမှာတော့သူ့ရဲ့မျက်လုံးများကအယောင်ပြောင်းလဲသွားပါပြီ။မင်းငါကိုတကယ်ကင်တွင်တိုင်းမှာထင်းနေလားဆရာဆန်းဝန်း။မုတ်ဆိုးတစ်စီရဲ့အဖြစ်ပျက်ကအဲ့ဒီရွာမှာပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့အနီးနားမှာရှိတဲ့ရွာများမှာတော့မုတ်ဆိုးတစ်စိနှောက်ရက်နေတယ်ဆိုတဲ့ကောလာဟာလာများပြန့်နှံ့လာပြီးအမျိုးသမီးများကလည်းအကြောင်းရင်းမရှိပဲတူပီတူတည်ဆုံနေကြပါတော့တယ်။တင်ရောဒီလိုအမေးလိုက်တတ်တဲ့မုတ်ဆိုးတစ်စိရှိတယ်ဆိုတာတကယ်ယုံကြည်ပါသလား။အောက်မှာကွန်မန့်လေးဒီမှန်သွားခဲ့ပြီပေါ့။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်တဲ့ဆက်နေမှုကိုဒီမှာပဲညနာဝင်ပြပါခင်ဗျာကျွန်တော်တို့စီရင်တဲ့ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြောတဲ့ရခင်ကျမတယ်အားလုံးကိုကျေးဇူးတင်ပါတယ်